မဟာမြတ်မုဏိဖျားကြီးပြုံးလိုက်တိုင်းပေါ်ပေါက်လာတဲ့အံပွဲနမိတ်မြောင်မန္တလေးမဟာမြတ်မုဏိလို့ပြောလိုက်တာနဲ့မြမရှင်ဘရင်တွေရဲ့အသေးစွေနိုင်ငံကုံဆောင်ဖျားကြီးတစုကိုအားလုံးပြည့်မြင်ကြမယ်လို့ထင်ပါတယ်ရှေးခေတ်ခါကဆိုရင်တော့မဟာမြတ်မုဏိဖျားကြီးကိုတိုင်းပြည်ရဲ့နမိတ်တစ်ခုလို့သဘောထားခဲ့ကြပြီးជីညိုယိုသေးလုံးနဲ့အတွက်ဘိုးတော်မင်းတရားကြီးကိုယ်တိုင်အာယုံတက်တာနဲ့ဖျားမျက်နှာတော်တည်တဲ့အမှုကိုဆောင်ရွက်ခဲ့ပါတယ် အရင်နောက်ပိုင်းဂုံမောင်မင်းဆက်တွေရလဲမဟာမြတ်မုနီဖျားကိုလိုအပ်တဲ့ပြုပြင်မောမှန်မှုတွေပြုရင်းနဲ့မြမဖျားသမိုင်းတခြားမှာမဟာမြတ်မုနီကိုရောကြီးဟာဩဇာအရှိဆုံးနဲ့လူပြောအများဆုံးတကိုးကြီးစေရီကြီးဖြစ်ခဲ့ရတာပါဒါအပြင်ရှေးခေတ်ကလေးကဖျားကြီးပြုံးပြီးဖျားကြီးငိုပြီးဆိုတဲ့တဘာဝလုံးဖြစ်ရဲ့ဇန်တွေရာဆိုရင်လဲထွက်ပေါ်လေးရှိပါတယ် ဒီကိစ္စကို မြန်သာအောင်ပြောရမယ်ဆိုရင်တော့မလ28ရက်နေ့ငလင်းလုတ်တဲ့ကိစ္စမှာလေမန်တိုင်းတော်စောင်းသွားလို့ဖျားမဲ့တယ်ဆိုတဲ့သတင်းဟာတတိုင်းပြည်လုံးကိုအုံအုံကြွက်ကြွက်ပြန့်နှံ့ခဲ့ပါတယ်ဒါကြောင့်ဒီကနေ့ရွှေဘို channel video မှာဆိုရင်တော့မဟာမြတ်မုနိဖရာကြီးရဲ့တကယ်တမိုင်းအမှန်နဲ့တခါပြုံးလိုက်တိုင်းပေါ်ပေါက်လာတဲ့နမိတ်ထူးတွေအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။တကယ်တော့မြမတပီလုံးရဲ့အသေးစွဲဖြစ်နေတဲ့မဟာမြတ်မုနိဖရာကြီးဟာရခိုင်လူမျိုးတွေရဲ့အပိုင်သာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့လို့ဖြစ်မလာသေးတဲ့အချိန်မှာရခိုင်နိုင်ငံတော်နဲ့ဗမာနိုင်ငံတော်လို့နှမျိုးကွဲထွက်ခဲ့ပြီးဗမာဘရင်တွေဟာအချင်းချင်းဆက်မပြူရာကနေမဟာမြတ်မုဏိဖျားကြီးကိုရခိုင်တို့စီကနေတိမ့်ပိုက်ခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့ထိတဲ့ရခိုင်ဗမာသားတွေမှာမဟာမြတ်မုဏိကိုသူဖျားငါဖျားဆိုပြီးအငင်းပွားမှုတွေရှိနေသေးပဲဖြစ်ပါတယ်။ဒီကိစ္စကိုခဏဖယ်ပြီးတော့ပြုံးချင်းမဲချင်းအကြောင်းကိုရှင်းရမယ်ဆိုရင်ဖျားရဲ့နှက်ခမ်းတော်အကွေးညွတ်တွေဆိုတာ အလဲအမအပေါ်မှာပဲမူတည်နေတာဖြစ်ပါတယ်။နေရောင်ခြေကိုအပေါ်ထောင်45ဒီဂရီကနေဖျားကြီးရဲ့နှက်ခမ်းနဲ့မျက်လုံးတွေကိုမြေတားအောင်ချိန်ထိုးလိုက်မယ်ဆိုရင်တော့နှက်ခမ်းတော်တွေကွင်းညော်သွားပြီးတော့ပြုံးနေဟန်မြင်ရမှာဖြစ်ပြီးအလင်းကိုအောက်ခြေကနေပင်ထိုးလိုက်တာနဲ့အရေးအမောင်ကြပြီးမျက်နှာတော်မဲ့သွားမှာဖြစ်ပါတယ်။ ဒါကသိပ္ပံနေကြကြရှင်းလင်းထားတာဖြစ်ပြီးတော့အဲ့ဒီပြုံးနေမဲ့တဲ့ကိစ္စဟာလူသားအုံနောက်ရဲ့အလုံးလုံးပုံနဲ့လည်းသက်ဆိုင်ပါတယ်။လူရဲ့ဗီဇာရထူးဆန်းတာတွေကိုပဲအမြဲတည်ကျနေတဲ့ဇယိုက်ရှိတာကြောင့်တမဲ့ဖျားကြီးကိုပြုံးနေမဲ့တယ်လို့ရှုမြင်နေကြတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်းတမိုင်းမှာထိုးကြတဲ့ဖြစ်ရပ်တွေဖြစ်နေမင်းတုံးမဲနဲ့ရွာဆိုင်ကန်ဒီမှာဖျားကြီးမျက်နှာညှို့တဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့တယ်လို့ဒီပေါ်မဲပါတော်မူတော့ကလည်းဖျားကြီးကိုရောင်းတော်ပြန်ဖွင့်မယ်ဆိုရင်တော့အလဲမထွက်နိုင်အောင်လို့ညှို့ကြခဲ့ရလို့ဆိုပါတယ်၈၈တုံးကဆိုရင်တော့ဖျားမျက်လုံးတော်ကသွေးကြရလို့တော့ကောလာဟာလာတွေထွက်ပေါ်ခဲ့ပြီးပြီးခဲ့တဲ့ငလင်ကိစ္စမှာလည်းဖျားမျက်နှာတော်ဟာတကယ်ပဲညှို့နှွမ်းနေခဲ့ပါတယ် ဒါကြောင့်ဗုဒ္ဓနဲ့သိပ္ပံဝိယောတိကြားထဲမှာမဟာမြတ်မုနိဖရာကြီးရဲ့ပြုံးခြင်းမဲ့ခြင်းကိုနားလည်ရခံနေပြီးဘာကိုယုံကြည်ရမလဲဆိုတာဝေခွဲမရဖြစ်လို့နေပါတော့တယ်။ပရိသတ်ကြီးတို့ရောဒီလိုထူးဆန်းတဲ့ပြုံးခြင်းမဲ့ခြင်းနောက်ွယ်ကတဘာဝလုံးဖြစ်ရတွေပေါ်မှာဘလို့များထင်ကြပါသလဲနော်။ဒီကနေ့ရွှေဘို channel ကနေထုံလွှင့်ခဲ့တဲ့အကြောင်းအရာကိုတလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါရှင်။အသေးသေးသောအကြောင်းအရာနဲ့ပြန်လာခဲ့ပါမယ်။နောက်တစ်ခါမှပြန်လည်ဆုံတွေ့ကြပါသေးတယ်။